မင်းတို့ NLD တွေများတယ်အခုအကြမ်းဖက်နေတဲ့လူတွေဘုံခွဲနေတဲ့လူတွေနော်နေမိတ်အားပေးနေတယ်အကြမ်းဖက် PDF တွေဒီအကြမ်းဖက်ကမှများတယ်မမိတ် NLD ပါတီထမိတ်ကြောင်လေးတွေများတယ်အဲကောင်တွေရဲ့တန်ကန်အကောင်တွေအဲ့ဒီလူတွေရဲ့စံကတန်ကန်အဆစ်ဆုံး PDF တွေထောက်ခဲ့စကားပြောချင်တယ်ကွာနော်အောင်မင်းနဲ့တိတ်လိုက်နော်အဲမင်းပြောတဲ့မင်းကိုတဲ့ဖိဆာလေးတို့လေနော်နိုင်ငံတကာမပုံတော့မင်းတော့လည်းမတည်ဘူးတခါလည်းကြိုးပြောတာမင်းတော့လည်းမတည်မတည်တော့ဘူးမင်းစီ Hello ချရမီဘာပီတူညကိုမော်မာများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ25ရက်နေ့ရက်ကျွန်တော်ဘိုရိုနီညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့အခါတော့ဒီနေ့ညမှာကျွန်တော်တို့တော်လိုင်းရေးပေါ်တကနေပြန်မရောဆောင်လာပြတဲ့တရင်ကောင်များစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆောင်ကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရေဆိုးနေတဲ့အခါတိုင်းလိုပဲတော်လိုင်းတရင်တို့တရင်ထိုးလေးတွေကြည့်လဲရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်တီကပလဲစခန်းနေပြန်မထူပြေးတော့တဲ့ တရရင်မိုးအစင်ဒုတိယဘုံမူကြီးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်52ဦးဟာဆွန်တော့လင်းနေတွေနဲ့သူထိုင်းနိုင်ငံဘက်ကိုရွှေ့ရှိသွားပြီးတော့မှထိုင်းရဟနာပိုင်တွေကခေါ်ယူထိန်းသိမ်းထားရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီကပလဲစခန်းကပြေးတဲ့52ဦးကထိုင်းစစ်တပ်စီရောက်သွားပြီးသူတို့ပါသွားတဲ့တနက်39လေးကိုလည်းထိုင်းစစ်တပ်ကသိမ်းလိုက်ပြီးအခုတော့အစင်မေးတာတွေလုပ်နေတယ်။ရှောက်ပြေးနေတဲ့စစ်သားတွေကိုလည်းမြန်မာပစ်ချမ်းမှာရှိနေသေးတယ်ဆိုပြီးမှထိုင်းမြန်မာနယ်စပ်သတင်းမျိုးကနေပြန်မှပြောဆိုထားတာဖြစ်ပါတယ်။လက်တော်မှာဆိုတော့ဒီကပလဲစခန်းသိမ်းတဲ့ပွဲမှာလည်းနဲ့သိမ်းဆဲရှိမှုအနေနဲ့ကျောက်ဆယ်မမ3လက် ငကြီးမီးနဲ့လက်လက်နေငယ်ဆက်နဲ့လက်လက်နေကြီးခဲရန်တွေရရှိပြီးတော့မှစကန်းသွင်းရနေပြီးတော့မှစစ်သားလောင်း6လောင်းကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့မှတင်းစီရရှိထားတယ်ဆိုပြီးတော့မှကျွန်တော်ခရင်စီတတိမြေကနေပြီးတော့မှပေါ်ပြထားတာပဲဖြစ်ပါတယ်အခုဆိုရင်စစ်ကောင်စီတပ်ဖို့နေရတော့တက်ကနဲဆိုတာနဲ့ထမ်းပစ်ကိုထပြေးမှုတွေများစွာရှိနေတာပြီးတော့မှအခုဆိုတော့52ကောင်ဟာဆိုရင်လည်းကျွန်တော်ထိုင်းစစ်တပ်စီမှာတွားရောက်ခုလုံးနေကြတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီတော်လန်ရဲဘော်တွေကနေပြီးတော့မှပဲအဲ့လိုမျိုးထပြေးတော်တဲ့စစ်ကောင်စီတပ်ဖို့နေကိုအမှုချင်းချေမှုသွားမလားဆိုတော့စွန့်ကြည့်ဖို့ကောင်းနေတာပဲဖြစ်ပါတယ် ောက်ထပ်သတင်းသဘောအနေနဲ့ကတော့စစ်ကောင်စီတင်ပေါ်တွေရာဆိုရင်ကချင်ပြည်နယ်ဘုံဘက်ကိုဦးတည်လာတဲ့သတင်းတွေကြားနေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရင်းတင်ပေါ်တွေရာဆိုတော့ဇွန်လ23ရက်နေ့မှာအယောက်ဒီတိုင်းဝါခဲမမျိုးကနေပြည်မှာစတင်ထွက်ခွာလာတာဖြစ်ပြီးတော့ဇွန်လ23ရက်နေ့မှာရေနံချောင်းဇွန်လ24ရက်နေ့မှာစလင်းနယ်ကိုဖျက်ဆီးတော့တယ်ဆိုပြီးတော့သတင်းမြစ်ကနေပြည်မှာသတိပေးပြောဆိုထားတာဖြစ်ပါတယ်။ဘုံဘဘလို့ကြားထားတယ်ဆိုပြီးတော့မှစလင်းဒေတာမှာရှိတဲ့ဒေတာခံတွေကာကွယ်ရေးရဲဘော်တွေကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီတင်မော်တွေဖြစ်တန်းနေတော့မှပဲစစ်ကောင်စီဘက်ကနေပြီးတော့မှ drone နဲ့ပြခတ်မှုတွေရှိခဲ့တယ်လို့ကျွန်တော်နောက်ထပ်သိရပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ကိုဆိုရင် KYA ပေါ့နော်ပြောရေးစုဖွဲ့ရှိသူဖြစ်တဲ့ဒီဘူမူဂျင်းနော်ဘူကိုရိုင်းကနေပြီးတော့အတီးပြပြောဆိုထားတာမလို့စစ်ကောင်စီကဆိုတော့ဘုံဘုံမှာတော်တော်လေးကိုချင်းနေမကောင်းဘူးဆိုတော့ကျွန်တော်ထပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လည်းစက်ကွေအင်ရတွေမြပြပို့ဆောင်နေတာဖြစ်ပြီးတော့မှသူတို့ရဲ့ဒီစကခ27မကြာရဲ့ပြင်းထန်ခုခံစစ်တွေလှုပ်ဆောင်နေတယ်ဆိုတာကတော့ပေါ်လွင်နေတာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့ညပရမဆုံးနေတဲ့ကျမ်းမာကတော့မြောင်းလိုက်တို့ကျမဖို့ယူရနေတဲ့ရွက်ကုတ်ပေါ်နဲ့ပတ်သက်ပြီးတော့မှပြည်သူတယောက်နဲ့စကားခြေတင်ဖြစ်နေတဲ့အောင်မင်းကိုကိုစီရနေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာစာကြည့်လဲရအောင်နော်ကျော်တယ်လို့မရဘူးလေကိုတက်မလို့တွေကမဲရတယ်ဆိုရင်တက်မလို့ဆိုတော့ကိုစနေကြတိုင်းဝမ်းနေတော့တက်မလို့မဲရတယ်အဲ့ဒါကိုအဲ့ဒါကိုအပေါ်မဲနေထဲတာဘာထဲလဲအဲ့မဲဆင်းရေကောက်တာဘသူကကောက်တာလဲညွတ်နဲ့တိုင်းဒီမှာမဲဆင်းရေကောက်တာအန်ဒီကကောက်တာလားအန်ဒီပါတီကကောက်တာလားဟမ် ။ကိုမဲလေးထည့်တာပြဿနာကလေးလေးကိုကလေးလေးဖြတ်ချအောင်ကြည့်အောင်မင်းအောင်မင်း။ဟုတ်ပါလား။အဲ့ဒါဆိုရင်တမရမဲကိုလာယူရတဲ့လူကိုကျွန်တော်တို့အေးအေးယူရမှာမဟုတ်လား။ကမ္ဘာလုံးမဲလာယူရတဲ့လူကိုအေးအေးယူအောင်လို့အဲ့ကော်မရှင်ကိုပြောရမှာကော်မရှင်တိုင်တန်းမှာတယောက်ချင်းဒီကိစ္စ case by case ဖြေရှင်းရမယ့်ကိစ္စမဟုတ်ဘူး။ဒါရည်ရွယ်ချက်ရှိရှိလုပ်တာ။ဟမ်။ဟုတ်ပြီ။အခုဟုတ်ပြီ။ကော်မရှင်ကိုတိုက်ပြီဟုတ်ပြီ။ကျွန်တော်ဒီမဲမှာဟုတ်ပြီ။ဒီမဲကတော့ဥပဒေရအာဒီရုပ်ောက်ဘက်မှာတော့ဒီမဲကိုစီကန်းနေရမဲခိုးနေတယ်။အဲမဲတွေလိမ်နာပါတယ်ဆိုကျွန်တော်ရုပ်ောက်ဘက်ပြန်လဲကျင်းပပိုင်ခွင့်မရှိဘူးလား။ ကြည့်တယ်လေကြည့်တယ်လေပြောတယ်လေဒီကဘယ်ပြောတယ်လေဘယ်လိုပြောရလဲအောင်မင်းရွေးကောက်ပွဲပြန်ကျင်းပခိုင်းဆိုတော့မဲမတမာရင်မတမာနဲ့မဲဆန္ဒနယ်ဝဲပြန်ကျင်းပပေးရတာလေကွာမင်းတို့တောင်းတာကတနိုင်ငံလုံးရွေးကောက်ပွဲပြန်ကျင်းပခိုင်းတာလေမင်းတို့ကမင်းတို့စောက်သုံးပညာလို့ပြည်သူလက်မခံလို့မရွေးချယ်တာကိုတနိုင်ငံလုံးမားတယ်မားတယ်အော်နေပြီးတော့ပြန်ရွေးချယ်ခိုင်းတာလေစောက်ရက်မရှိဘဲနဲ့ဘယ်လိုကလေးတွေနှစ်ချနေတာလဲအာဒုက္ခအောင်မင်းမင်းကကွာဒါကြောင့်မင်းပုံစံမှာလက်ပေါက်ကလေးမင်းနာမည်ကြီးရပြန်ကျင်းပဘူးနော်အာနာတိတရားမလို့အာနာတိတရားမလို့အာနာတိတရားမလို့အစိုးရကပြန်ကျင်းပခဲ့ ါပေမဲ့မပါလို့လဲဆိုတော့ရေကောက်ပွဲကော်မရှင်က NLD leader နိုင်တယ်ဆိုပြီးတော့ချက်ချင်းလွတ်တော်ခေါ်ခိုင်းတယ်ချက်ချင်းလွတ်တော်ခေါ်ခိုင်းတယ်လွတ်တော်ဆိုတာကလွတ်တော်တည်ရဲဆိုတာကပြည်သူကရေကောက်တင်လာတာဟုတ်ပြီလွတ်တော်မှာပြန်ပြီးတော့ဘယ်မဲရောဘယ်တိုင်းနေတာကြီးဘယ်တက်တွင်းမှာအစားမဲခိုးပါတယ်ဒီမဲစင်းကိုပြန်လဲစီစီမဲပြန်လဲရေကောက်ပွဲပြန်လဲချင်းပါပေးပါဆိုပြီးတော့တင်တက်ပြီးဆောင်ရွက်လို့မရဘူးလားအဲ့ဒါကရေကောက်ပွဲအဖွဲ့အစည်းဖွဲ့ပြီးမရတော့ဘူးအစိုးရဖွဲ့ပြီးွားရင်မရတော့ဘူးလွတ်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 ပြည်သူဖွဲ့ပြီး အဲ့ဒါလေသတ်မှတ်ထားတဲ့ကာလအတွင်းမှာကန့်ကွက်ပိုင်ခွင့်ရှိတယ်သတ်မှတ်ထားတဲ့ကာလအတွင်းမှာမကန့်ကွက်ဘဲနဲ့เนาะမဲဆန္ဒနဲ့ဥပမာအခုပိုင်းတစ်ခုရဲ့ညို့နယ်တနေရမဲယုံတယုံမှာမဲဆန္ဒမဲစရင်မှားတယ်ဆိုရင်အဲ့ဒီမဲယုံနံပါတ်ရှိတယ်ဘယ်တိုင်းဘယ်ခရိုင်ဘယ်နေရာကဘယ်ညို့နယ်ကဘယ်မဲယုံနံပါတ်ဘလောက်ကဘယ်မဲစရင်မှားတယ်เนาะပြန်ပြီးစစ်စစ်ပြီးဖြည့်ဖြည့်ပေးပါဆိုရင် ဲ့ဒီအတွက်ပဲအကျုံးဝင်တယ်လေတနိုင်ငံလုံးကိုပြန်ပြီးရွေးကောက်ပွဲပြန်လုပ်ခိုင်းတယ်ဆိုတော့ကိုယ့်ကိုစက်သုံးမကြလို့ပြည်သူမရွေးတဲ့ဟာကိုဟမ်ငါရှုံးလာကွာအစပြန်ပြိုင်မယ်ဆိုတော့အဲ့လိုပြန်ပေးရမယ်ပေါ့အဲ့လိုပြန်လို့မရနဲ့အာနာတိတ်နဲ့ကွာဆိုစက်ဖို့အပူမီကွာစက်ဖို့တော့ပြောက်ပြီးရော23ပါတီကခင်ဗျားငါပြောသလိုဟာ အဲ့ကောင်မှနာမည်ဘလူးအလန်နဲ့သူကကတ်နေဟိုထော်တော်ကလန့်နေရုပ်ကလည်းတားစိညားစိကုန်နေငါပြောရင်မကောင်းပါဘူးအဲအဲအဲ့ဒီဟာပါတီခေါင်းဆောင်လေးတဲ့နော်အဲ့တော့ငါတို့တိုင်းပြည်မှာကွာရှက်စရာကြီးကွာပြောရတာအကောင်းပြောတာဒါလို့သူများနိုင်ငံတွေနဲ့ရှင်လိုက်မယ်ဆိုရင်ပွားပြီဗောပါတီခေါင်းဆောင်တွေတွေ့ဆုံဝဲလို့တွေ့လို့အဲ့23ပါတီရဲ့အဲ့လိုဟာမျိုးတွေကခေါင်းတိုင်းပြည်ကိုကိုစားပြုတဲ့ခေါင်းဆောင်ဆိုပြီးတော့သူများနိုင်ငံနော်တော်တော်ဒီကိုစရယ်တွေပါတီခေါင်းဆောင်တွေကတော့ပင်ရောရှက်စက်တွေကွာရောဟမ်သိပြီဟာမြန်မာနိုင်ငံခေါင်းဆောင်တွေကဘယ်လိုဟာလဲကွာဆိုဟမ်ဒီကနော်အောင်မင်းပြ စကားပြောချင်တာပေါ့နော်အောင်မင်းနဲ့တိတ်လာနော်အဲမင်းပြောတဲ့မင်းခိုးတဲ့ကိစ္စလေးကိုလေနော်ငါနိုင်ငံတကာမပုံတော့မင်းတော့လည်းမတိဘူးစကားလေးကြိုပြောထားမယ်မင်းတော့လည်းမတိဘူးမတိတာကိုမေးချင်လို့နော်မတိတာတွေကိုမေးချင်လို့အောင်မင်းနဲ့စကားလေးပြောချင်တယ်ပြောရရင်ပေါ့နော်ပြောရရင်တနာရီလောက်ဖြစ်ဖြစ် TikTok မှာ live ဝင်ပြီးတော့စကားပြောချင်တယ်တိတ်လာနော်ဒါတော့ပေါ့နော်ကိုစီကနေပြတော့မှအခုဆိုရင် ညလည်းတော့ fix တက်ကနေပြီးတော့မှအာနာတင်ရတာကနည်းနည်းလေးကမဲခိုးတယ်ဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပြောလို့မျိုးစားပြောလို့ပြန်ပြီးတော့မှဆုံးမပြောဆိုထားဖြစ်တယ်။အောင်မေတို့ရက်ကွက်ကတော့ညလည်း fix တက်ကမန်ကန်တဲ့လွဲကိုလုဆောင်ခဲ့တာပြီးတော့မှ NL ကပဲပေါ့နော်။ကျွန်တော်ပြည်သူတွေကိုဂျင်းထက်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေအထိသူတို့ကနေပြီးတော့မှပေါ့ပန်လေးဆက်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးမဲခိုးတယ်ဆိုတော့အကြောင်းပြချက်လေးနဲ့ပဲကျွန်တော်ပြည်သူတွေများစွာကိုစစ်ကောင်စီကနေပြီးတော့မှအာဏာသိမ်းပြီးပြီးမှပဲတပ်ဖြတ်မှုများစွာလုဆောင်ခဲ့တာမို့လို့ကျွန်တော်အခုဆိုရင်ပြည်သူတွေနဲ့တော်လှန်ရေးဘော်တွေကနေပြီးတော့မှ fix တက်ရဲ့ရုံမှောင်မှုတွေကိုအစိုးရတက်နေပို့ဝဲဝဲစူးစမ်းနေကြတာ တာပဲဖြစ်ပါတယ်အခုချိန်ထိတို့တို့အနေနဲ့မျက်ခိုးပြီးတော့မှပေါ့နော် face attack ကနေပြီးတော့မှတို့တို့တိုင်းပြည်နဲ့လူမျိုးပေါ်မှာတို့တို့အနေနဲ့တရဆွမ်းကုန်စူးစမ်းပြီးတော့မှအာနာသင်းသိမ်းပေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေထိမျိုးလူမျိုးဆောက်ပြောဆိုနေတော့ကြေကြပြဒီကောင်းတရားဆိုရင် blog ထိ session ပြီးတော့မှပြည်သူတွေရဲ့ရုံးကမှုတွေကိုကြောက်ရွံ့နေလဲဆိုတော့ထပ်ပြီးတော့မှတွေးရှိရတာပဲဖြစ်ပါတယ် ကြာကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မကွေးတိုင်းတရားရုံးမှာဖမ်းဆီးရမိထားတဲ့ပြီးသူပိုင်လဲစမက်ဆိုင်ကယ်တွေကိုစစ်ကောင်စီရဲခွေတွေနဲ့ပြူစောထီတွေအုံပြုနေတယ်ဆိုတဲ့အကြောင်းတင်ဆက်ထားတဲ့ဟာလေးကျွန်တော်တို့စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်မကွေးတိုင်းတွေကတင်းစီရမိတဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုတရားရုံးကပြန်လဲထုတ်ယူပြီးစစ်ကောင်စီလာအောက်ခံစစ်တပ်ရဲပြူစောထီပြီးသူစစ်နဲ့ပြီးသူလုံခြုံရေးအဖွဲ့တွေစီးနင်းအုံပြုဖို့ပြန်လဲချထားပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်အမှုအဖွဲ့အရေးယူပြီးတင်းစီထားတဲ့ဆိုင်ကယ်တွေကတချို့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်နဲ့မှုတွေကထုတ်ယူပြီးသူတို့လက်အောက်ခံပြည်စောတီနဲ့သတင်းပေးတချို့ကိုဝေပေးနေတာလို့သိရှိရပါတယ်။ရက်ွက်ထဲကပြည်စောတီတွေသူတို့ခိုင်းနေတဲ့ဖင်ပေါ်တဲ့ကောင်းနေနဲ့သူတို့လူတွေကိုပဲဒီတိုင်းခေါ်ပေးတာတယောက်တစီပေးတယ်။တရားရုံးကတရားဝင်ထုတ်ပေးတာတော့မဟုတ်ဘူးဒီတိုင်းယူပေးတာလို့အခုတ်ကူမြို့နယ်တွေကဒေသခံတအုပ်ကမြို့တော်ကိုပြောပါတယ်။မရဲနော်နော်စင်မဲရင်ဖန်းစီရမှာရဲမိသားစုဝင်တွေရဲ့လိုင်စင်မဲကားတွေကိုတော့စစ်ဆေးတာမရှိဘူးလို့လည်းသိရပြီးလုံခြုံရေးအရာရှိတာမဟုတ်လို့နားလဲပေးထားတယ်လို့လည်းဆိုထားပါသေး ရဲမိသားစုဝင်တွေကမှနာဖြစ်တို့မတူးတို့ရွှေငါတို့အရန်စီကြတယ်။အဲကားတွေကဝက်တောက်တွေထွက်တာများတယ်။အာရာဖတ်ကားတွေရောပေါ့။ခရရဲတပ်ဖွဲ့တွေအတော်များများစီးနေတဲ့ကားအကုန်ဝက်တောက်ကားတွေပါပဲ။လုံခြုံရေးအရာဆိုပြီးမိသားစုတွေစီးနေကြတာ။အထက်ကသူတို့အဖကအမိန့်ပေးချင်တာပေး။အောက်ကရဲတွေကအဲအမိန့်ရဲနဲ့မစားပြည်သူနဲ့သာဆိုင်ဆိုပြီးအဲဆိုင်ကယ်တွေကိုပဲဖမ်းနေတော့တာလို့မင်းပုမြို့ဒေသခံတအူးကမြို့တော်ကိုပြောပါရတယ်။စစ်ကောင်စားမင်းအောင်လိုင်းကမေလ20ရက်နေ့နေပြီးတော့အစည်းအဝေးမှာလိုင်စင်မဲ့ရင်နေစီတာကြောင့် နိုင်ငံတော်အနေနဲ့အခုနှင်းနာမှုရှိလို့တိတ်ဆိတ်ဖို့အမိန်ပေးခဲ့တာဖြစ်ပြီးအောက်ချိန်မှာစစ်ကောင်စီလက်အောက်ခံတွေကတော့မိမိတို့လိုင်စင်မဲ့ရင်တွေအသိမခံရဖို့နဲ့ကိုကြိုးစည်းဝါးကာကွယ်ဖို့ဖိနှိပ်လို့ရတဲ့ပြည်သူတွေကသာပြစ်စည်းတယုံနေမဟုတ်ပဲလူကိုပါဖမ်းဆီးထောင်ချနေတာလို့စုံစမ်းသိရှိရပါတယ်ရှင်ဒီကောင်တွေကတော့တော်တော်လေးကိုယုံမှနေပြီเนาะကျတော့ပြည်သူတွေကနေပြီးတော့မှတနေ့လုံးမှတနေ့စာဆက်ပြီးတော့မှ မနေ့ရုပ်ခံရတဲ့အချိန်မှာတို့ရောဆိုတော့ကျွန်တော်တို့ပြည်သူတွေစီကနေပြီးတော့မှဂျိုးခံစာခွင့်များစွာရယူထားပြီးတော့မှအခုဆိုရင်ဒီ license မဆိုင်ကတွေကိုဖမ်းဆီးရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော်တို့ကိုထောင်ချအရေးမှုတွေစစ်တိုက်ဆွလို့လုဆောင်နေတာပဲဖြစ်ပါတယ်အခုဆိုတော့တို့အနေနဲ့ဖမ်းဆီးမိထားတဲ့ license မဆိုင်ကတွေတော့မှကျွန်တော်တို့ပြည်သူတွေစီကနေပြီးတော့မှခိုးယူထားတဲ့ဖြစ်ရင်နောက်ထပ်တို့ကိုယ်တိုင် license မတွေကိုစီးနေခြင်းဖြစ်ဒါကတော့ကျွန်တော်တို့ဥပဒေကိုလက်တလုံးချလုပ်နေတယ်ဆိုတော့လဲကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်အဓိကအနေနဲ့ကတော့လစ်ပေါက်အတဲ့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစော်ထေးရဆိုတော့ကျွန်တော်တို့ပြည်သူကိုမဲမဲမြာဆုံးပြီးတော့မှဖမ်းဆီးရမှုတွေ စတိုင်လို့ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျတို့ပီတိုရီနေနဲ့ဒီတော်လိုင်းမှာကိုနဲ့မဆိုင်သလိုမလို့တော့ပဲနဲ့တဲတဲ့ဝင်ပူပေါ်ပုံရနဲ့သူတို့ကိုအများဆုံးရှင်းမတိုးတင်ရှင်းလင်းရမယ့်အချိန်ရောက်နေပြီပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့အရှင်စိတ်တစားဆိုတဲ့အရေးချုံကတုံးကနေပြီးတော့မှ PDF တွေကိုရန်အတူစစ်ကိုခွဲခြားဖို့ပေါ့နော်။အားချောင်ပြောဆိုထားတဲ့အရာလေးကျွန်တော်တချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။တန်ခါအတူအစစ်ဆိုတာဘာနဲ့ပြောချင်တာလဲ။ဘယ်ပြည်တိုင်းနဲ့တိုင်းပါလဲ။ဟိုရွှေဝူဖူးရတယ်မလား။ရွှေအတူ အစ်စ်သိကျင်ဘာလို့ရလဲမှတ်ကြောက်တင်ရတယ်မှတ်ကြောက်တင်ပြီးရွှေအတုအစ်စ်ကိုစုံဖြတ်ဟုတ်ပြီတန်ခါအတုအစ်စ်ကိုပြပြရတဲ့အတိုင်းပဲအဲ့တန်ခါကိုအတုလို့ပြောတယ်အဲ့ဒီကစမားနေတန်ခေါ်ကြီးဒုတိယနာမနတ်တိတန်ခါဆိုတာပုဂ္ဂိုလ်တဦးတယောက်ထဲကိုပြောတာပေါ့အစုအဖွဲ့ကိုပြောတာအဲ့ဒီကမားနေပြီတန်ခါမှာဒုတိယမရှိဘူးအတုမရှိဘူးတန်ခါဆိုတော့ဟိုကိုရင်တိတိလေးကနေစပြီးတော့ဟိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအထစ်ပါတယ်အဲ့တော့တန်ခါတန်ခါမလုံနဲ့တန်ခါဆိုလို့ရှိရင်တန်ခါကိုစော်ကားတာကံကားပါကြားဘူးလား နိမိတ်အားပေးပြက်အားပေးမိမိသားထမိန်ချောင်းလေးတွေဟမ်တန်ငါးပါးပြမပြီးပြီဆိုလို့ရှိရင်ပြဆက်ရတာအရန်ကြီးတယ်နော်ပြောလိုက်တာကတော့စော်ကားလိုက်ရတော့နှုတ်နှုတ်ဝစီလေးနဲ့နော်မင်းတို့အများဆုံးစော်ကားလို့ရမှာကာယကံဝစီကံမင်းတို့ကကံသုံးပါးလေးနဲ့မင်းတို့ပြမလိုက်ပြမလို့စော်ကားလို့ရတယ်ဒါပေမဲ့မင်းတို့ပြဆက်မှာအများကြီးပဲတိရတယ်တန်ငါးပါးအတုမရှိဘူးယဟန်ဆိုရင်အတုရှိတယ်ယဟန်ဆိုတာပုံကိုတူဒီဒီယဟန်ဒီကောင်းတဲ့ယဟန်ရှိတယ်လို့မကောင်းတဲ့ယဟန်ရှိတယ် နော်ဒီယန်းဒီယန်းအတုဖြစ်နိုင်တယ်လို့ယန်းအစစ်ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးကိုဒါပြောလို့ရတယ်လက်ခံလို့ရတယ်။တန်ခါဆိုတာအစုပွဲမြတ်စွာဘုရားရှင်ကိုလိုညာကြီးကလည်းဟုတ်ကွင်းတိတိလေးထိပါတယ်။အဲ့တော့ရွှေစစ်မစစ်သိချင်ရင်မတ်ကြောက်တင်မှာရွှေစစ်မစစ်သိရတယ်။တန်ခါစစ်မစစ်သိချင်မင်းတို့ဘာနဲ့မတ်ကြောက်တင်လဲ။မင်းတို့ပဒတ်အားပိတ်မိမိတာနိပိတ်လေးတွေမတ်ကြောက်တင်တဲ့တခုစံရေးပုံပြောင်းကြမယ်။မင်းတို့ NLD တွေများတယ်အခုကြမ်းဖက်နေတဲ့လူတွေဘုံခွဲနေတဲ့လူတွေနော်နိမိတ်အားပိတ်တွေဒီအကြမ်းဖက် PDF တွေဒီအကြမ်းဖက်တမများတယ်။မိမိ NLD ပါတီထမိန်ချုံလေးတွေများတယ်။အဲ့ကောင်တွေရဲ့တန်ခါအဲ့ကောင်တွေအဲ့ဒီ လူတွေရဲ့စံကတန်ကအစစ်ဆိုတာ NAD ကိုထောက်ခံပါဒီကောင်တော့ဗောနော်ခုဆိုရင်မှသူရဲ့ဒီတင်ကောင်းမှာအာမနာပဲနဲ့ကျွန်တော် NLD ပါတီဝင်နေနဲ့ PDF တွေကိုအစိမ်ကိုပြောဆိုထားဖြစ်တယ်။တန်ခါသူ့စစ်နဲ့ပေါ့နော်။ရာသူ့စစ်တွေကိုခွဲခြားပြဖို့သူကနေပြီးတော့မစိမ်ကိုပြောဆိုထားတာမလို့ဒီမဘတာအုပ်စုတွေကဆိုတော့ကျွန်တော်တန်ပြင်းတဲ့လူမျိုးကိုခြံရင်းပြီးတော့မှကုချိုးရှာနေတယ်ဆိုတော့ကျွန်တော်တက်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်။ဒီအရေးချုံကတော့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြည့်ရှုနေကြတဲ့မြေဘပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ ဆိုတော့ကျွန်တော်တို့ not have video သဘောအနေနဲ့ MND ရဲဘော်သူဖြစ်တဲ့ကုလွန်ဝေကနေပြီးတော့မှသူ့ကိုကုညီတောင်းချင်တယ်ဆိုရင်ဘယ်ချိန်မှရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားရတယ်ကျွန်တော်တို့စစ်ပြီးတော့မှခြေလဲရအောင်နော်အချို့ကတော်လေးဆိုးရယ်နော်ဟိုဘုံအတော်မများတော့ကောင်းကြတယ်ပေါ့အချို့တော်တူတွေကြောက်ရတယ်တော်တော်ကြီးကိုစိတ်ကုန်ရမယ့်အခြေအနေကိုရောက်နေပြီဘာကြောင့်ဆိုတော့တဖက်ကတဖက်လူအလုပ်အားလာမအောင်မအားလာတဖက်လူတော့လုံးဝမတွေးပြီးတော့တဖက်လူမှာကျွန်တော်ပို့စံတွေမှာကျွန်တော်စောင့်မိုင်းမကောင်းကြတော့ကျွန်တော်ခဏခဏတင်ထားခဲ့တယ်နော်အဲ့တော့ ဟိုတူတူတာတကယ်တကယ်ဝင်ကြည့်ခဲ့ကျွန်တော်ဝါလည်းဝင်ကြည့်ခဲ့လို့ရှိရင်လေဟာကျွန်တော်ဖုန်းနဲ့ပေးထားနေတယ်ကျွန်တော်ပြေးရနော်အခုဒီဟာဖုန်းနံပါတ်ပေးပါဆိုရင် comment တဆုစကလုံးနေကျွန်တော်တွေ့လိုက်ရတယ်ဒါမှကျွန်တော်ကအဲဝါလည်းဘာမှမရှိဘူးရုပ်လည်းမပြထားဘူးဆိုရင်တော့ဟို profile မှာတစ်ခုတင်ထားပါဦးဥမာကြောင်တော့ကြွတ်တူပန်းတော့ဘာလို့ငါတို့တစ်ခုလေးတင်ထားရဆိုတော့မှဒါကျွန်တော်တတ်တိရှိရလို့ကျွန်တော်ယူဆတယ်အဲ့တော့သူတို့လူတွေကျွန်တော်မှအချိန်မင်းဖုန်းနံပါတ်လာတောင်းလိုက်ရတယ်ကျွန်တော်ဝါလည်းကျွန်တော်တင်နေပေးခဲ့ပြီဆိုကျွန်တော်ဖုန်းနံပါတ်နောက်ကျွန်တော် Facebook နောက်ကျွန်တော် YouTube ကျွန်တော်တင်ပေးခဲ့ပြီဆိုပြောခဲ့ပေးပြီဆို အဲ့တော့အခုဘာဖြစ်လာလဲဆိုတော့ဒီအဲမနီယာမနီယာနဲ့ဒီနေ့ပေါ့နော်ကျွန်တော်ဆေးရုံမှာအဲ့လိုများနေတယ်အဲ့လိုဒီရရှုပ်နေတယ်ကျွန်တော်မှဒီတပ်ပတ်ဆိုင်ရာလူနာတွေလည်းကျွန်တော်ချီရှိဆောင်ရှာရတယ်ပြီးတော့ဆေးရုံမှာလူနာလည်းကျွန်တော်ချီရှိဆောင်ရှာရတယ်ကျွန်တော်ဖုန်းမကင်အားဘူးလို့ကျွန်တော်ပြောခဲ့ပြီးပြီကျွန်တော်ဖုန်းခေါ်ချင်းက၄နာရီနဲ့၆နာရီစေမလို့ကျွန်တော်ပြောခဲ့ပြီးပြီအဲ့တဲ့ခါကျတော့ဘာလဲပြီးပြီဘာလဲဟွာလောက်လာလို့ဆိုတော့ကျွန်တော်ဆဲလာတယ်စားတယ်ပို့လာပြီဗျဒါဆိုရင်အဲ့ဖုန်းနံပါတ်ကိုဘယ်ရရတယ်လဲကျွန်တော်ပြောတာဟုတ်တယ်လားဖုန်းနံပါတ်တိပြီးတော့ဆက်ချင်ရှင်ကဆက်မတောင်းနေတော့လေ ကျွန်တော်အဲ့လိုတိလည်းအချိန်ကမှပြီးနိုင်ပြီကျွန်တော်အခုဒီအဲ post device တင်နေဆိုလဲတကယ်တကယ်အဆူတော်ကြီးလာကျွန်တော် friend ရှိမယ်ကျွန်တော်ရဲ့ next about တင်နေချင်းတွေရှိမှာပေါ့နော်အဲ့တခါကြတော့အရေးကြီးအချိန်ညရင်ဟိုလွန်ငင်းဘက်မှာနေငှောပေါ့နော်ပြီးခဲ့တဲ့တော့ပေါ့ထောက်လောက်ပိုင်းဝင်ချင်တော့ကဆိုရင်တကယ်စီးတဲ့ခင်းတွေကိုကျွန်တော်တင်ပေးလာအခုနေချိန်မှာစီးရလဲအချိန်ညနည်းနည်းတင်ရင်အေးချမ်းနေစဲမလို့ကျွန်တော်မတင်လာဒါကြောင့်ကျွန်တော်ရောအများအားလို့ဟိုလိုပေါ့တုံးရစားတစ်ခါလင်းငယ်ရတစ်ခါတောင်းလည်းတဲ့ရစားတစ်ခါဒါမှမဟုတ်ကျွန်တော် သိနေနေတယ်။ဒါကျွန်တော်ကစီရချက်ကကျွန်တော်လိုက်စီရဖို့လည်းမဟုတ်ကျွန်တော်ကမန်းရဖို့လည်းမဟုတ်ကျွန်တော်ဘာမှလည်းကျွန်တော်မမျိုးနေဘူး။တကယ်တကယ်အရေးအကြောင်းနဲ့အချိန်နဲ့ကြုံကြိုက်ခဲ့ပြီဆိုရင်ဒါလူလူအနေနဲ့စီးရစီရကိစ္စကိုသိမှာမဟုတ်ဘူး။ဒါတော့ပေါ့ ကျွန်တော်တို့ပေါ့နော် MND ရဲဘော်ကိုလုံးဝင်နေပြီးတော့မှသူ့အနေနဲ့သူအားလိုက်တဲ့အချိန်မှာသူ့ကိုရေဖုန်းဆက်ကူညီတောင်းတာမလို့ပဲနဲ့ဆဲဆိုတဲ့အုပ်စုတွေရှိနေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပြီးတော့မှစေစနာကိုတမိုးမထားရတဲ့ပေါ့နော်ကျွန်တော်ပြည်သူတွေထက်ကလောက်ဖက်တွေများနေတယ်ဆိုတဲ့အကြောင်းတွေပါပြောဆိုထားတာဖြစ်တယ်ကျွန်တော်ခုဆိုတော့တော်လရဲဘော်တွေရောက်ချင်းစီကနေပြီးတော့မှကိုကြဲနေရာတွေတတွေမှာတာဝန်ထမ်းဆောင်ရင်ねကျွန်တော်မျိုးပပြည်သူတွေအတွက်တိုင်းပြည်အကျိုးအတွက်ပေါ့နော်တေပိုးဆောင်ရင်နေကြတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့နေအလေးထားဂရုစိုက်ပြီးတော့မှကျွန်တော်တို့တက်နိုင်ပကနေပြီးတော့မှတော်လန်ထောက်ဖို့စနစ်နဲ့ပဲဖြစ်ဖြစ်ကိုကြီးလိုက်မယ်ဆိုတော့မျိုးပပြည် ြတွေအလုံးမျောလင့်နေတဲ့ငြိမ်းချမ်းရေးစစ်မှန်တဲ့ကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဆိုတော့စတင်ပြီးတော့မှပုံပေါ်ဆောင်ရွက်လို့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့အားမြတ်ဖို့ဆိုရင်တော့မှပေါ့နော်ဝေဖန်ပြတင်တော်မျိုးတွေမလုပ်ဘဲနဲ့အဲ့ဒီအားနေတဲ့နေရာဒေသတွေကိုကွာနေပြီးတော့မှတတ်နေတဲ့ဆိုရင်အများဆုံးဖားထိတ်ကိုညီချဖို့လွတ်နေပြီဆိုတဲ့အကြောင်းတွေကိုလည်းထပ်ပြီးတော့မှအတိပေးပြောလိုပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့မြောင်းထဲရောက်တော့မှမြောင်းလိုင်းတို့မိသားစုဘွားအကြောင်းတင်ဆက်ထားတဲ့ဟာလေးတို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ တရုတ်နိုင်ငံအခြေစိုက် Netdad Z EV Car Company ဒီဝါလီခံမှုကြောင့်မြန်မာ EV ကဈေးကွက်ကိုပါရက်ခတ်နေပြီးဝယ်လို့အားရထိုးချနေသလိုအချက်ဖက် Make Online သားနဲ့တမီးတို့တင်သွင်းရောင်းချနေတဲ့ EV ကဈေးကွက်ပါအခြေအနေမကောင်းဘူးလို့ရန်ကုန်မြို့အခြေစိုက်ကားဈေးကွက်ကျွမ်းကျင်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့လက်ရှိတရုတ်နိုင်ငံအခြေစိုက် Netdad Z ရက်စ EV Car Company ဟာဇွန်လ19ရက်နေ့ကပဲဒီဝါလီခံလိုက်ပြီဆိုပြီးတရားဝင်ကြေညာသွားတယ်လို့သူတို့ရဲ့ Netdad Z EV Car Showroom တွေကိုပါပိတ်သိမ်းမှုတွေလုပ်သွားတယ်ဆိုပါတယ်အဲ့ဒီလို့ ဒီနိုင်ငံအခြေဆိုင် Netzec EV Car Company ဒေဝါလီခံမှုကြောင့်မြန်မာနိုင်ငံမှာရောင်းချနေတဲ့လက်ရှိ EV Car ဈေးကွက်မှာပါအရှိန်ဟုန်ပြင်းပြင်းရက်ခတ်နေပြီးဝယ်လို့အားရအကြီးကျယ်တိုးချနေတယ်ဆိုပါလေ။ငကိုကလေးကမှမြန်မာနိုင်ငံမှာမီးပုံမှန်မရတဲ့အတွက်လက်ရှိနဲ့အာသွင်းပြီးအသုံးပြုရတဲ့အဲ့ဒီ EV Car တွေကိုလူတွေကတိတ်မကြိုက်လို့ဤပေါင်းစုံနဲ့ထိုးရောက်နေရတဲ့အခြေအနေမှာအခုလိုတရုတ်နိုင်ငံအခြေဆိုင် Netzec EV Car Company ဒေဝါလီခံမှုကြောင့်မြန်မာနိုင်ငံမှာရောင်းနေတဲ့ EV ကဈေးကွက်မှာအကြီးအကျယ်ရိုက်ခတ်မှုတွေရှိနေတယ်လို့ရန်ကုန်မြို့နယ်ကားဝါရင်ဝယ်ရောက်ကဆိုထားပါတယ် အဲ့ဒီလိုဒီနိုင်ငံမှာဒီဝါလီခံသွားတဲ့ netta အမှတ်တစိုက်လျှက်စစ် EV ကားတွေကိုမြန်မာနိုင်ငံမှာ Grand Series Company ကတင်သွင်းနေတာဖြစ်ပြီးလက်ရှိဒီဝါလီခံတဲ့ကရက်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အဲ့ဒီ netta တစိုက်ကားတွေကိုဈေးနှုန်းလျှော့ပြီးအ мян ရောင်းချမှုတွေနဲ့ဝယ်ထားတဲ့သူတွေကလည်းအရှုံးခံပြီးပြန်ရောင်းတာတွေဖြစ်နေတယ်လို့သိရပါတယ်အဲ့ဒီလိုလျှက်စစ် EV ကားတွေကိုမြန်မာနိုင်ငံမှာအကြမ်းဖက်မင်းအွန်လိုင်းရဲ့တာအောင်ပြည့်စုံတဲ့သမီးဖြစ်သူခင်သီရိတက်မွန်တို့က သူတို့ရဲ့အလုပ်ဖို့ကင်ပတ်တယောက်ဆောင်ဝန်မုံရွှေကြီးယောက်ျားနိုင်ဖြိုးကျော်ဆိုသူတို့နဲ့မှာပေါင်ပြီးအကြီးကျယ်တင်သွင်းနေကြတာဖြစ်တယ်လို့အခုလိုဒီနိုင်ငံအခြေဆိုင်နက်တာစိတ် EV car company Diwali ခံမှုကြောင့်ဂျပန်မင်းအွန်လိုင်းသားနဲ့တမီးတို့တင်သွင်းရောက်ချနေတဲ့ EV car တွေရဲ့ဝယ်လိုအားတွေလည်းအလွန်အမင်းထိုးချနေပြီးဈေးကွက်အခြေအနေမကောင်းဘူးလို့လည်းရန်ကုန်မြို့အခြေဆက်ကားဈေးကွက်ကျွမ်းကျင်သူတွေကပြောထားကြပါတယ်ခင်ဗျာ ကဲမြောက်လိုက်တော့မီတာဆော့တော့၅ပါမောက်တော့မှာပေါ့နော်ခုဆိုရင်သူရဲ့တာတနဲ့တမီးကနေပြီးတော့မှအဓိကတင်သွင်းနေတဲ့ EV ကားတွေအရဆိုရင်တော်တော်လေးကိုချိန်နေစိုးနေတာပြီးတော့မှမိခင်ကုမ္ပဏီအရဆိုတော့တရုတ်နိုင်ငံမှာဒီဝါလီခံလိုက်ရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်တို့ဒီခရိုနီတိုင်းဝမ်းနေနဲ့မြောက်လိုက်တော့ဖစ်စတက်မီတာဆူအတိုင်းဝမ်းကနေပြီးတော့မှအဲ့လိုမျိုး EV ကားတွေကိုအများဆုံးရောင်းချဖို့ပြင်ဆင်နေကြတာပြီးတော့မှပြည်သူတွေဘက်ကနေပြီးတော့မှလည်းလုံအောင်ကိုမဝဲချင်တော့တာပဲဖြစ်ပါတယ် ကြတဲ့ကနေပြန်မမြောက်နိုင်ရဆိုရင်လက်စစ်မီးတွေတော့မှပုံမှန်ပေးနိုင်တဲ့ပြင်သူရဲ့မိသားစုကဘာဒီလိုမျိုးထပ်ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးအခြေအနေတွေဖြစ်လာမလဲဆိုတော့စောင့်ကြပါဘောနော်။ဘာပဲပြောပြောကျွန်တော်တို့ခုဆိုရင်မြောက်နိုင်တို့ဖစ်စစ်ခေါင်းဆောင်တွေရဲ့စီးပွားရေးအခြေအနေနဲ့သူတို့ရဲ့ကြာဆုံးမှုတွေကိုကျွန်တော်တို့အနေနဲ့တစ်ဖြည်းဖြည်းမြင်လာရတာမလို့ နားတော့ကျွန်တော်တို့တော်လန်ရေးအောင်ပွဲအစားလို့ပြောမှာပဲဖြစ်ပါတယ်။မကြာခင်မှာအားလုံးမျှော်မှန်းထားတဲ့အတိုင်းနေပြည်တော်ထိတော်လန်လေးလုံးပါဆိုရင်ချီတက်လာတော့မှာမလို့မြို့ပပြည်သူတွေကလည်းပြမစီမပြအားမျှော်ပဲနဲ့ဒီတက်ပို့ပြမကိုတန်းနဲ့ဘက်ကလည်းပြမဘဝမကူညီပေးကြပါလို့ပြောရင်လည်းကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းနဲ့ညချမ်းလေးပန်းဆိုင်ချပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။